ကံကောင်းခြင်းနဲ့စိတ်ဓာတ်ကိုပြင်းတဲ့ကိုယ်စိတ်ဓာတ်ကိုပြင်းရမယ်စိတ်ဓာတ်ပြင်းရမယ်ဘာတွေပြင်းရမလဲကံကောင်းတဲ့ဆိုတာဘာလဲကိုယ်တဏ္ဍာမှာကောင်းတဲ့ကံဆိုတာဟာကောင်းရချမ်းသာပြီးမှကံကောင်းတယ်လို့ခေါ်တာလေကံဆိုတာနှစ်မျိုးပဲရှိတယ်ကုသိုလ်ကံနဲ့အကုသိုလ်ကံကုသိုလ်ကံဆိုတာ ကောင်းတဲ့အပြစ်ကင်းပြီးကောင်းရချမ်းသာတွေကိုပေးတာကိုကုသကံလို့ခေါ်ပြီးတော့အကုသကံကြတော့အပြစ်ရှိပြီးတော့ဆင်းရဲတဲ့အကျိုးကိုပေးတာကိုအကုသကံလို့ခေါ်တယ်။အဲ့တော့ကံကောင်းဆိုတာကုသကံကိုပြောပြီးကံဆိုးဆိုတာအကုသကံကိုပြောတယ်။တော့ကလူတွေကကံဆိုးကံကောင်းကိုကုသိုလ်အကုသိုလ်ကံမပြောဘဲနဲ့ထိပေါင်းရင်လည်းကံကောင်းတယ်ဆိုတော့ ်ชีวะဥစ္စာတက်လိုက်ရင်လည်းကံကောင်းတယ်လို့ထင်အဲ့ဒါတကယ်ရတော့ကံရဲ့အကျိုးသာလင်းဖြစ်တယ်ကံကောင်းတာမဟုတ်သေးဘူးเนาะတယောက်တယောက်နှုတ်ဆက်တဲ့အခါတို့ဆူတောင်းတဲ့အခါကျကံကောင်းပါစေလို့ပြောကြကလက်ဆာเนาะဘာမတရားလူတွေသာဒီလိုပြောတာမဟုတ်ဘူးဘာမစကားနဲ့မဟုတ်တဲ့အခါကျတော့လေ good luck ပဲ ကံကောင်းပါစေလို့ပြောကြတာအဲ့တော့ကံကောင်းတာထိပေါ်ရင်လည်းကံကောင်းတယ်လို့ပြောတယ်စီပေါ်စားတိုးတက်ရင်လည်းကံကောင်းတယ်လို့ပြောတယ်အစည်းတွေကလွတ်သွားရင်လည်းကံကောင်းတယ်လို့ပြောတယ်အဖမ်းမခံရရင်လည်းကံကောင်းတယ်လို့ပြောအမျိုးစုံပဲကံကောင်းတယ်လို့ပြောတာကြီးကအဲ့ဒါဟာစိုးချိုးကလွတ်မြောက်နေတာကိုကံကောင်းတယ်လို့ပြောတာကံဆိုတာအကြောင်းတရားသာလင်းဖြစ်တယ် အဲ့တော့အကြောင်းတရားကောင်းအောင်လုပ်ဖို့လိုတယ်ဆိုတာမမေ့ဘူးပေါ့နော်မမေ့ဘူးတော့မြတ်စွာဘုရားဟောတာတမပတ္တိဆိုတဲ့တုတ်တံမှာဟောထားပုံလေးချင်းကံကောင်းနေဆိုတာကုသနာမှာကုသတရားတွေဖြစ်မှာကံကောင်းနေလို့ပြောလို့ရတယ်။ဒါလို့တော့ဆိုရင်အနဝိဇ္ဇဒုက္ခဝိပါကလက္ခဏာအပြစ်ခင်းပြီးကောင်းကျိုးချမ်းသာတွေကိုပေးနိုင်တာကုသတရားတဲ့။အဲ့ဒီကုသတရား ကုသနာမှာရှိဖို့ဒါကြောင့်မို့ကံကောင်းခြင်းစိတ်ထားကိုပြင်းစိတ်ထားစိတ်ထားကြတော့ပြင်မွေးရမေ့ကြသတိမထားကြဘူးဘုရားဘာသာဖြစ်ပြီးတော့စိတ်ထားမကောင်းတဲ့လူတွေအများကြီးဖြစ်ဘုရားဘာသာဖြစ်ပြီးရသော်ဘုရားရဲ့ဆုံးမနဲ့အညီမနေနိုင်ပဲနဲ့စိတ်ပုတ်စိတ်ယုတ်တွေနဲ့နေကြတာတွေကအမှန်တမ်းမများအဲ့တော့ စိတ်ထားကိုဘယ်လိုပြင်ရမလဲလို့ဆိုတာကိုကြည့်ပါမြတ်စွာဘုရားရဲ့အဆုံးအမအပေါ်တို့တို့တို့မဟုတ်ကောင်းတဲ့အလုပ်လုပ်ရတဲ့အပေါ်မှာယုံကြည်မှုစိတ်ဝင်စားမှုနေပါရဟုအတ္တထသရတရားကိမဲ့ခြင်းလို့ဆိုတယ်ဆိုတော့ဒုတိယဟာစိတ်ဝင်စားမှုဆိုရင် ကိုအိမ်မှာကိုဝယ်ထားတဲ့ဖရာကတော့တန်ရှင်းလောက်ချမှလုံးပါလေစိတ်ဝင်စားဘာလဲဘုလဲစိတ်ဝင်စားဥပုံနေဥပုံဆောင်မှုလဲစိတ်ဝင်စားမနဲ့ထားတန်ဃာတွေဆွမ်းလောင်းမှုဆိုစိတ်ဝင်စားအဲ့ဒီတရားပွဲရှိလို့တရားပွဲသွားဖို့တရားနာဖို့စိတ်ဝင်စားအဲ့ဒါအတ္တတလို့ခေါ်တယ် အဲ့ဒီအတ္တထဆိုရယ်မယုံကြည်မှုရှိလို့ရှိရင်စိတ်ကောင်းတဲ့အလုပ်ကိုစိတ်မဝင်စားဘူးဆိုရင်ကံမကောင်းဘူးတဲ့ဒါကြောင့်ကံမကောင်းစေတတ်တဲ့စိတ်မဝင်စားဘူးကောင်းတဲ့အလုပ်ပေါ်မှာစိတ်မဝင်စားဘူးဆိုရယ်တရာတရားကင်းမဲ့နေတဲ့စိတ်ထားကိုတရာတရားထက်သန်တာနဲ့ပြုပြင်ပေးလိုက်ပါစိတ်မဝင်စားရင်စိတ်ဝင်စားအောင်လုပ်ပါပဲဆရာတော်တရားဟောဟောမြတ်စွာဘုရားတရားတွေကပဲဟောကြမှာပဲဖြစ်တယ် သွားပြီးတော့တရားနာပါနာပြီးတော့တရားနာမယ်အတိညာတိုးအောင်နာမယ်ရေရမောရလို့ဆိုရဲအတွေ့အကြုံနဲ့မတွေ့ပါနဲ့နော်ဘယ်တရားဝဲကရည်ရတယ်ဘယ်တရားဝဲကတော့ငိုက်တယ်ဆိုတာမျိုးတွေမဖြစ်စေတရားနာတယ်ဆိုတာဘာအတွက်နာအတိညာရဖို့နာအနုဟုဆို၎င်းအညောင်းခံပြီးဘလုံးလာငုတ်တုတ်ထိုင်မလို့အတိညာရမှတန်ဖို့ရှိတော့ဘောဒါကြောင့်မို့မယုံကြည်မှုဆိုတဲ့ တရားတရားကင်းမဲ့တဲ့စိတ်နေသဘောတရားကိုယုံကြည်မှုဆိုတာကိုယ်စိတ်ထဲနဲ့ယုံကြည်မှုဆိုတဲ့စိတ်ထားပဲရအောင်ပြုပြင်ပေးရမယ်ဒါတစ်ချက်အဟိရိကာဆိုတဲ့လောကလူတွေဟာမဟုတ်တာလုပ်ရမှာမဆက်ဘူးမဟုတ်တဲ့အလုပ်ကိုမယုံမုံဘူးအဲ့ဒီမဟုတ်တဲ့အလုပ်ကိုမယုံနဲ့အဟိရိကာဆိုတဲ့စိတ်သဘောထားကို ပြင်လိုက်ပါ မဟုတ်တာလောကမှာရှက်တယ်မဟုတ်တာလောကမှာယွန်းတယ်မကောင်းမှုအဝိဇ္ဇာဆိုတာလူသိသိမသိသိဒီလောက်ဟာငါလိုလူမလောက်ဘူးဆိုပြီးတော့ယွန်းမုန်းတယ်ဆိုတဲ့ဟိရိစိတ်ထားမျိုးရောက်အောင်ပြင်မာအရှက်မဲ့တဲ့စိတ်ထားမျိုးမထားပါနဲ့အရှက်ရှိတဲ့စိတ်ထားမျိုးထားပါအနုတ္တပမဟုတ်တာလောကတာမကြောက်လန့်ဘူးဖြစ်ပေါ်လာမဲ့ ဒုက္ခတွေကိုခယူးမဆိုင်ဘူးဒီဘဝဒီကိုယ်ဆံဟိုဘဝဟိုကိုယ်ခံလိုက်မယ်ဆိုတဲ့အတွေးတွေနဲ့မကြောက်ဘူးမကောင်းတဲ့အလုပ်ကိုလက်ရဲဆက်ရဲလုပ်တယ်ဆိုတဲ့အနုတ္တပပိုးဖလံဆိုတဲ့အကောင်းဟာဖျောင်းနိုင်မီးလေးထွန်းထိုင်လှတဲ့ထင်ပြီးတော့မီးမီးတောက်ထဲကိုခုံဆင်းတတ်တယ်ခုံဆင်းလိုက်တာနဲ့တပြိုင်တည်းရှဲကနေဆိုမီးတောက်တာခံတယ် အဲ့ဒီသဘောပဲအနုတ္တပရဲ့သဘောမကြောက်ဘူးမကြောက်သေးတဲ့အတွက်ကြောင့်သက်ဆုံးသွားတယ်အေးမကောင်းမှုလုပ်ရမှာမကြောက်ဘူးပဝန်းကျင်ကိုဂရုမစိုက်ဘူး I don't care ဆိုတဲ့လူတွေပေါ့နော်ဘသူမှဂရုမစိုက်ဘူးဆိုတဲ့အဲ့ဒီစိတ်ဓာတ်မျိုးကိုပဝန်းကျင်ကိုလေးစားမယ်အမေဖေးဆရာသမားတွေရဲ့ဂုဏ်သိက္ခာကိုထိမ့်မယ်ကိုယ်ပဝန်းကျင်ကိုလူမျိုးကိုထိမ့်မယ်ဆိုတဲ့ ပဝန်းကျင်ကိုလေးစားတဲ့စိတ်ဓာတ်မျိုးထားပါပြင်ရမှာဖြစ်တယ်ပေါ့မကောင်းတဲ့အလုပ်ကိုမလုပ်ဘူးနောက်တစ်ခုကပါတော့ဆိုရင်လူတွေမှာစိတ်ဓာတ်နှမျိုးရှိတယ်အလုပ်တစ်ခုလုပ်ချင်လုပ်မယ်ဆိုရင် အချိန်ဆွဲတယ်အပြင်းထူတယ်နော်အပြင်းထူတယ်အချိန်ဆွဲတယ်ဆိုတော့ဘယ်လိုဆွဲလဲဆိုရင်စောပါသေးတယ် စောပါသေးတယ်စောနေတဲ့အချိန်ဆိုရင်စောသေးတယ်ဟုတ်ယာတိဥရကအေးလို့ရှင်လဲယာတိဥရကအေးတယ်အေးလွန်နေတယ်ပူတဲ့အခါကျတော့လဲပူလွန်နေနောက်ချသွားလို့ရှင်လဲနောက်ချသွားပြီစင်ကြီးလေးတွေပြေးပြီးတော့လူဟာ အပြင်းထူတတ်တယ်အဲ့ဒီအပြင်းထူအချိန်ဆွဲတဲ့အကျင့်ကိုစိတ်နေသဘောထားကိုဖယ်ရှားပြရမယ် ဘယ်လုပ်ပဲလုပ်လို့ကိုကစောစီစီရအောင်လုပ်ပြီးတော့ကိုလုပ်ပြီးအောင်ကြိုးစားမယ်ဆိုတဲ့လုံလဝိရိယရှိရနော်အဲ့လိုလုပ်လုပ်တဲ့အခါမှာစင်ကြီးပေးတတ်တဲ့လူတွေကအလူပွဲတစ်ပွဲလူတယောက်ရောက်လာရောက်လာတဲ့အခါမှာဝေယဝိဆတ်လုံးစရာတွေတွေ့တော့အာကျွန်တော်အလှူပွဲကြီးဝိုင်းလှုပ်ချင်လိုက်တာဗျာဒါပေမဲ့ထမင်းကမစားသေးလို့ဗိုက်စားလို့ ဝိုင်းတော်ဝေယဝိဇ္ဇာတွေလှုပ်ချင်ပါတယ်ဒါပေမဲ့ဘိုက်ကဆာနေသေးတယ်ဆိုတာဟုတ်ချင်ပြီသူထမင်းကြွေးကြထမင်းစားပြီးတဲ့အခါအာလှုပ်เสียရှိတယ်ဒီအများကြီးကျုပ်လှုပ်ချင်နေကြတယ်ဒါပေမဲ့ဘိုက်ကလေးနေတယ်ခုအဲ့တော့ထမင်းစားတော့ကလည်းစားလို့လို့အကြောင်းပြထမင်းစားပြီးပြန်တော့လည်းဘိုက်လေးလို့လို့အကြောင်းပြအဲ့မလှုပ်တာတူတူပဲလေအဲ့ဒါအချင်းဆွဲချင်း အပြင်းထူခြင်းပဲဖြစ်တယ်။လောကမှာနေတဲ့ပုဂ္ဂိုလ်တွေဟာအချိန်ဆွဲခြင်းအပြင်းထူခြင်းဖြင့်ကြီးပေါ်တိုးတက်မှုမရနိုင်ဘူးတဲ့။ဒါကြောင့်မို့ပြင်းရခြင်းအပြင်းထူခြင်းအချိန်ဆွဲခြင်းဆိုတဲ့အကျင့်ဆိုးစိတ်နေသဘောထားလေးကို ပြင်ပြီးတော့ဘာလုံးလုံးနောက်မဆုတ်ပဲတက်တက်ကြွကြွချိုးစားအာထုတ်ပဲဆိုတဲ့လုံလဝိရိယစိတ်နေသဘောထားကိုပြင်မှာအဲ့ဒါဆိုရင်ကံကောင်းလာပါလိမ့်မယ်။ကံကောင်းခြင်းအဲ့ဒါလုပ်ဖို့လိုတယ် အဆောင်နေဆောင်မနေနဲ့ဒီတိုင်းနေနော်ကံကောင်းလာလိမ့်မယ်နောက်ဆုံးအရေးကြီးဆုံးကတော့ဘာလို့ဆိုရင်စဉ်းစားညာစဉ်းစားညာမရှိဘူးဆိုရင်ကံမကောင်းနိုင်ဘူးလုံးတဲ့နာနဲ့မလုံးတဲ့နာမစဉ်းစားတတ်ဘူး